ဝိုင်းချန်ပီယံရှစ်မှာပထမဆုံးအလဲထိုးနိုင်ဝဲရယူပြီးဘောနက်ပါသိမ့်ပိုက်လိုက်တဲ့အစ်စလီမြန်မာပရိသတ်တွေရဲ့အသေးကြော်ပဲလော်လေးတယောက်ဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံသူလေးအစ်စလီကတော့ဝိုင်းချန်ပီယံရှစ်မှာပထမဆုံးအလဲထိုးနိုင်ဝဲရရှိသွားခဲ့ပြီးဖြစ်ပါရင်လက်ရှိအန်တန်ဝိတ် MMA ချန်ပီယံဇန်ဘိုအန်ကာနောက်ပိုင်းဝမ်မှာထွန်းတောက်လာမဲ့ဖိလစ်ပိုင်ကျယ်တဝင်းဖြင့်တတ်မှတ်ချင်းခံထားတဲ့အစ်စလီဟာလက်ရှိကျင်းပနေတဲ့1 Friday Fight ဝဝဝမှာ Spain Fighter မာလေးရူဘီယိုနဲ့ထိုးတက်ခဲ့တာဖြစ်ပါရင် ဒီဘက်ကအက်စလီယာအတွက်ဝမ်ချန်ပီယံရှစ်မှာ၃ပွဲမြောက်ပွဲအဆင်ဖြစ်ပေမဲ့ရူဘီရိုကတော့ပွဲဥထွက်ဖြစ်ပါတယ်။အက်စလီယာဝမ်ဖွင့်ပွဲကိုပြီးခဲ့တဲ့၂၀၂၄နိုဝင်ဘာမှာစတင်ကစားခဲ့တာဖြစ်ပြီးအဲဒီပွဲအဆင်မှာဂျပန်ဖိုက်တာဖို့ကိုအမှတ်နဲ့နိုင်ရခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပြီးခဲ့တဲ့ဇန်နဝါရီလမှာဒုတိယပွဲအဆင်ဖြင့်တရုတ်ဖိုက်တာရန်လောင်ရှုကိုအမှတ်နဲ့ထပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီဘက်ကကနေဦးလုံးကမက်ရှလာ၂၈ရက်နေ့မှာပွဲကျယ်ပေးခဲ့တာပါ။ဒါပေမဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာငလင်းဖြစ်သွားခဲ့တာကြောင့်အခုမှပြန်လည်ထိုးသက်ခဲ့ရတာဖြစ်ပါတယ်။ ဒါအပြင်အစလျာဒီဝဲမတိုင်ခင်မှာကရန်ကျတဲ့မဲ့ဘရော်နီကာရှိနေတဲ့တိုက်ကားမှွေတိုင်းကျမှာပြောင်းလဲလေးချင်းခဲ့တာဖြစ်ပါတယ်။အစလျာအနေနဲ့အရင်ပွဲတွေကအထက်လက်ရည်အတော်လေးတိုးတက်လာတာကိုမြင်တွေ့ခဲ့ရပြီးကိုထက်ရဲမင်းနဲ့ရူဘီယိုကိုနီးစနစ်ကြကြထိုးတက်နိုင်ခဲ့ပါတယ်။ ဝဲစာကလေးကဖိုင်တာနဲ့ဟောပြိုင်ထိုးဆိုင်လို့ကဲကြပြီးနှစ်ယောက်အပူးအချုပ်မှာလင်းအစ်စလင်ရဲ့ဒူတိုက်ချက်တချို့ကိုမြင်တွေ့ခဲ့ရပါတယ်။အန်ဒါရီတို့ကဖိအားပေးထိုးတက်ဖို့ကြိုးစားခဲ့ပေမဲ့အစ်စလင်ကတော့အရှောင်တင်းကောင်းကောင်းနဲ့ပြန်လေဖိအားပေးဖို့ကြိုးစားလာခဲ့ပါတယ်။ပရမချီတော်လင်းမပြည့်ခဲ့ပါတယ်။အစ်စလင်ရဲ့အမြင့်ထောက်ချီကရူဘီရဲ့မျက်ခွက်ကိုထိပါတယ်။အန်ဒါနှစ်ယောက်ပြန်ခွာမှာရူဘီရဲ့ခြေကန်ချက်ကိုတစ်ချက်ရှောင်ပြီး အစလေကညာဖြောက်လက်တီအပင်ပင်ကျွေးလိုက်ချိန်မှာတော့ရူဘီယိုလည်းတခါတည်းဘိုက်ကိုကင်ပြီးလဲကျသွားခဲ့တာဖြစ်ပါရင်ပြိုးဝိုင်းတိုင်ကအမတ်စင်ရေးတွက်ခဲ့ပေမဲ့ရူဘီယိုတောက်ပြန်ထမလာနိုင်တော့ပဲအလဲထိုးနဲ့အရှုံးပေးသွားခဲ့တာဖြစ်ပါရင်ဒါအစလေအတွက်ပထမဆုံးလဲထိုးနိုင်ပွဲဖြစ်ခဲ့ပြီးချက်တွေချင်းမြင့်တဲ့အလဲထိုးပေါ်တဲ့ဘတ်သုံးသိန်းခွဲကိုလည်းတင်ပိုင်နိုင်ခဲ့ပါရင်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရယ်ခင်ဗျာ